နှစ်တွေကြာတော့ခါအဖေနဲ့အမေမစပင်းဖြူပါရည်တွန်းလာအမေလာကသတ်မီးအတွက်ဝိတရားမပြတ်နိုင်မှာကြည်အားဆုံးတဲ့တဏိမှာသားကဖွယ်ဖွာတမီးကလည်းခွဲခွာသွားတာချစ်လေချစ်မရအတွက်သာဩချစ်စ အဖေဦးအမေဦးရင်ခမ်းရသူတို့တိုင်းမဝိုင်းနဲ့အတူနေဖို့ခက်လာပြန်နာအိုးတော့ကကြုံရအဖေဦးရင်လည်းမဖြစ်တာပါအမေဦးရင်လည်းဝေဒနာပါအိမ်ဦးကြီးရဲ့မရောက်သေးပါ တော်အိုးငယ်ပြန်တောင်းကြီးခက်လေးပေါ့လူမမတိရဲ့အရွယ်ကလေးပေါ့ဦးဝဲဦးဝဲလို့ကိုတက်ခါစားအရွယ်ကလေးခါမအဖေနဲ့အမေရဲ့ရင်ဝင်တဲ့မှာဖေးပွင့်ယူရကျင်နာမှုတွေကျွန်တော်တို့သာသမီတိုင်းသာသမီတိုင်းအပြည့်ဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အွယ်လေးရောက်စကားလေးမပီကလာပီကလာနဲ့ အဖေအမေလို့ခေါ်လိုက်တဲ့အခါမှာအဖေနဲ့အမေရဲ့ရင်ထဲမှာပီတိတွေဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမိမရေငါတို့သားလေးကအဖေအမေတောင်ခေါ်တတ်နေပြီငါတို့သမီးလေးကစကားလေးမပီကလာပီကလာနဲ့ပြောတတ်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကျွမ်းခဲ့ရတာပေါ့ဗျာ မကြပါဘူးကျွန်တော်တို့အသားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာမိပါပြီပညာရှင်သင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပို့ခဲ့ကြတာပေါ့သားသမီးတွေကပညာရှင်သင်ရင်အရွယ်ရောက်လာပညာရှင်ကစုံလာတဲ့တနေ့မှာအဖေနဲ့အမေတအားသမီးတို့အိမ်အောင်ပြု မေကိုပြောလိုက်တဲ့အခါအဖေနဲ့အမေရင်ထဲမှာကောင်းငင်မှာမူကြီးကြီးဖြစ်ချင်လိုက်တယ်ခံစားမရတာပါ哦ငါတို့ကငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေကြတယ်